ဇာသပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ8ရက်နေ့နေ့စပြီးတော့14ရက်နေ့တော်တွင်မှာရံများမယ်တိုက်ခတ်များမယ်တပားသူနဲ့မတူတဲ့ရှုထောင့်နေရာနေ့ဒုက္ကေမှာအောင်မြင်မယ်လုံယိုးလုံးစင်တိုင်းလုံလိုက်အနောက်ဆက်ဒါစီတွေတွင်အင်းတွင်းလူမရေပဋိပက္ခဖြစ်တတ်တဲ့တောင်းစင်မထားသေးသူကိုထားတာကြီးဆက်ရမယ်ရံတိုက်ခတ်နေများတတ်တဲ့ လူယုံဒုက္ခပေးတဲ့တဲ့သဘာသူနဲ့တွဲလို့တဲ့လူတရားနေစိတ်နောက်စိတ်တွေဖြစ်လာတတ်တဲ့ဘီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံတဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာအသုံးချနိုင်ကြောင်းတင်ပြပါမယ်။ရှင်းရနေမှာ ရံပြဿနာတွေများမယ်တိုက်ခတ်များမယ်ကိုယ့်ရဲ့နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဆယ်ရဲ့နေ့မှာထူးခြားတဲ့ကံပြောင်းလဲနေတိုးတက်မှုလမ်းကြောင်းကိုကြုံမယ်ဆယ်တရဲ့နေ့မှာ ရှင်ပြန်မှုတွေမှာအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကြုံမယ်ဆယ်ရဲ့နေ့မှာဂတိပြည့်စုံတွေတွေ့တတ်တယ်ရံတိုက်ခတ်တယ်ရှင်ပြီးတော့ရတတ်တယ်ဆယ်သုံးရဲ့နေ့မှာရပိုင်ခွင့်တွေဆုံးဖြတ်ပြီးရှေ့တိုးလို့လို့ရဆယ်လေးရဲ့နေ့မှာတပားသူကြောင့်ကိုယ်ရည်ပဲခြင်းနှောင့်နေခြင်းဂတိကောင်းဖြစ်ခြင်း ရန်တိုက်ခံများနဲ့ထိတိုက်တွေ့ရခြင်းတွေရှိတတ်တယ်။ဒီကာလအတော်အတွင်းမှာဇာသပတိနဲ့ဗုဒ္ဓနဲ့အင်္ဂါနဲ့မွေးသူတွေကောင်းကျိုးပေးတယ်။တောက်ချာနဲ့တနည်းကနေနဲ့မွေးသူများနဲ့ပฏิဘက်ကဖြစ်တတ်တယ်။နှင်းငါးခုကဏ္ဍနဲ့ကျိုးပေးတယ်။အစင်းရောင်ဖြူရောင်မိခွန်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်အောင်မြင်မှုကိုရရှိနိုင်ပါတယ်။ အဖြူရောင်ပန်းမွေးတို့ကိုဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းမှာကျေးဇူးတင်ပါတယ်